ျမ်းပြည်နယ်မြောက်ပိုင်းမှာတန်အန်တပ်ပရော်တီအန်လေးထိန်းချုပ်ထားတဲ့နမ်ဆန်နဲ့နမ်တူမျိုးကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကဘုံးထက်ကျဲတော့ပါတယ်။နမ်ဆန်မျိုးဟိုမင်းကျွော်နဲ့နမ်တူမျိုးကိုဒီနေ့မနက်၈:၃၅မိနစ်မှာ Jet Fighter နဲ့ဘုံးကျဲတာလို့တီအန်လေးကသတင်းထုတ်ပြန်ထားပါတယ်။အထိတက်ခတ်မှုတွေအတွင်းအရက်သားတိုက်စိုးထိခိုက်မှုရှိတယ်လို့ဒေသခံအချို့ကပြောပေမဲ့ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့်အသေးစိတ်မသိရသေးပါဘူး။နမ်ဆန်ဘက်မှာပြစ်သွားတာက၃ရောက်ထိတယ်လို့ကြားတယ်။ရောက်ကြလေးတယောက်အမင်းကလေး၂ရောက်ပေါ့။ အတိအကျတော့မသိရသေးဘူးနံပါတ်2မှာလည်းပြတ်တယ်ဒီမနက်မှာအဲ့ဒီမှာလည်းတိတ်ဆုံးတာတော့မရှိဘူးထိခိုက်ဒဏ်ရာနည်းနည်းပါပါထိတာတော့ရှိတယ်လို့တန်းဟန်ဒေတာတဒိုင်းမြက်ကပြောပါတယ်နံပါတ်2မြို့မှာလည်းစစ်ကောင်စီတပ်ကလေချောင်းကနေဘုံတွေထပ်မံကျဲချတိုက်ခိုက်မှုကြောင့်အမျိုးသမီး၄ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ထားတာပါနမ်ဆန်မြို့ကိုအော်တိုဘာ၄ရက်၁၃ရက်နဲ့၁၄ရက်တွေကလည်းစစ်ကောင်စီကဘုံကျဲခဲ့လို့ရှစ်တန်းကျောင်းသူတယောက်အပေါင်းဝင်ကလေး၄ယောက်တိတ်ဆုံးပြီးရှေ့ရောက်ထပ်မံတဲ့ဒဏ်ရာရရှိခဲ့တာပါ စကောင်စီကအကြောင်းမဲမျိုးကိုအော်တိုဘာတရက်ကပြန်လည်တင်းယူနိုင်ခဲ့ပြီးတဲ့နောက်ပိုင်း TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုဘုံဆက်တိုက်ကျဲနေပါတယ်။ဒီဘုံမြို့ကိုလည်းစကောင်စီစစ်ကြောင်းတွေဝင်ရောက်နေပြီးမနေ့ညနေခါအထိတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ဒီကတဲ့အော်တိုဘာနှစ်ရက်ကလည်းနံပါတ်2မြို့ရက်ခွဲရှိကိုလေကြောင်းကနေဘုံကျဲလို့အရက်သား၃ရောက်တိုက်ဆုံးခဲ့ရပါတယ်။ဒီနေ့မနက်ပိုင်းကမိုးကုတ်မြို့ပေါ်မှာတိုက်လေရင်တွေပြန်ဝဲခဲ့တယ်လို့မနေ့ကလည်းမိုးကုတ်မြို့နဲ့မိုးမိတ်မြို့ကိုစစ်ကောင်စီကဘုံကျဲလို့ အရသာတချို့အထိခိုက်ဒဏ်ရာရပြီးအဆောက်အုံအချို့ပျက်စီးခဲ့ပါတယ်။စစ်ကောင်းစီတပ်ကလေကြောင်းလက်နက်ကြီး drone တွေနဲ့အမြေပြင်စစ်ကြောင်းအင်အားတွေတုံးပြီးနေရအနှက်မှာအရသာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေလို့လုံခြုံရေးသတိပြုချဖို့ TNL ကထုတ်ပြန်ထားပါရှင်။